စင်တဲဝါချောင်းရေကျော်စဉ်ခီးတဲ့တစဉ်ဖြတ်မောင်းသဖြင့်ဂျေစည်းနဲ့မျောပါမန္တလေးတိုင်းဒေသကြီးစင်တဲဝါချောင်းရေကျော်နေစဉ်ခီးတဲ့တင်ရင်တစည်းဖြတ်မောင်းရာ ရေစည်းနဲ့မျောပါခဲ့ပြီး ခီးတဲ့များဟုဒေသခံများကဲဆယ်နိုင်ငံကြောင်းသိရပါတယ်အဆိုပါမန္တလေးတိုင်းဒေသကြီးတောင်သာမြို့နတ်ဆောင်ကျေးရွာနေရှိ စင်တဲဝါချောင်းမှာငင်းကြံတောင်သာကာလန်ပိုင်းတွင်တရှိပြီးမေ26ရက်နေ့နဲ့ပိုင်းတွင် ခီးတဲ့40ကျော်လိုက်ပါလာသည့်အဝေးပြေးခီးတဲ့တင်းရင်မှာရေစည်းနဲ့မျောပါသွားခြင်းဖြစ်ပါတယ်။ကံကောင်းလို့ခီးတဲ့တွေကလေးတွေတက်ကြီးရွယ်အိုတွေကိုရွာသားတွေဝိုင်းဝန်းကူညီကယ်ဆယ်ပေးနေကြပါတယ်။လူတွေတယောက်မှအနေမဖြစ်ပါဘူးခင်ဗျာ။သူဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့သည့်အောင်ဝင်းသိန်းဆိုသည့်လူမှုကွန်ရက်စာမျက်နှာကရေးသားထားပါတယ်။ဇောဝါစင်တဲဝါချောင်းမှာမိုးရွာသွန်းမှာက ရေစည်းအလွန်တန်တဲ့ဖြစ်ဒေတာခံများအနေဖြင့်သတိထားဖြတ်တန်းသွားလာရသည့်ချောင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။မုံညိုရင်နာမည်ကြီးတဲ့ချောင်းသတိထားသွားရတယ်။ဒေတာခံတို့ကပြောကြားခြင်းဖြစ်ပါတယ်။ရေစည်းနဲ့ပါသွားတဲ့ခီးတက်တင်ရင်ပေါ်မှခီးတက်များကိုဒေတာခံများကကိုကြီးကယ်ဆယ်ခဲ့ရပြီးထိခိုက်တန်ရာရရှိမှုမရှိဘူးလို့သိရပါတယ်။စင်တဲဝါချောင်းဆိုတာကမန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာတည်ရှိပါတယ်။ 69ချောင်းပေါင်းလို့လဲရစင်တဲဝတဲ့ရှေးကလေးကဒေတာအဆူရှိပါတယ်ကိုကြီးကျော်ကစင်တဲဝချောင်းကိုဖြတ်တဲ့အခါမြင်းနဲ့ဖြတ်ပါတယ်ယခုလိုချိန်အထက်ကမိုးရွာတဲ့အခါရေရအတော်ကြီးပါတယ်အောင်မီလို့အောင်ရင်ချောင်းဆောင်နှက်ကမကြိုက်ပါဘူးကိုကြီးကျော်ကစင်တဲဝချောင်းကိုဖြတ်နေစဉ်မြင်းချစ်တစ်ချောင်းကြံတော့ခါ69ချောင်းပေါင်းလို့လဲရစင်တဲဝ အောင်ဘီကွလို့ဟောပါတယ်။အောင်ဘီဟုအော်သိအတွက်စင်တဲဝချောင်းမှာရေနစ်သေးပါတယ်လို့ပါဇက်ရာသွေးရှိခဲ့ပါတယ်။အထက်မိုးမရွာရင်တော့လူလဲသွားလို့ရပါတယ်။ဆိုင်ကယ်လဲသွားလို့ရပါတယ်။ကားလဲမောင်းလို့ရပါတယ်။မိုးရွာရင်တော့မြစ်ကြီးလားအတော်အန္တရာယ်ကြီးပါတယ်။အောင်မီလို့လည်းမအော်ကောင်းပါဘူး။အော်ပါကသေရက်ပါတယ်။ယခုလဲကားသမားတွေကဒီချောင်းက ဖြတ်သွားရောထောင်းစံမရှိပါဘူး။တောင်သာမြင်းကြံဒေသတစ်ဝိုက်မှာဆစ်ဖြစ်နေတဲ့အတွက်အခုလိုမျိုးရှောင်မောင်းရင်ဖြစ်သွားတာဖြစ်ပါတယ်။အားလုံးပဲဘေးပြရတွေဝေးကွာကြပါစေဗျာ။